ပရီးမီးယားလိဂ်ကစားမတွေအားလုံးထက်ဂိုးပါဝင်ပတ်သက်မှုပိုများနေတဲ့ Chelsea ကစားမပရီးမီးယားလုံးဝမင်္ဂလာပါခင်ဗျာဘလူးလိုင်းယွန်ကင်းကနေပြန်လဲချိုးလိုက်ပါရင် Chelsea တင်ဟာအခုလက်ရှိမှာတော့ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေပြီးအော်စတြေးလျအပွဲမှာဂျေဆင်ဝဲလို့ဖလာမင်ဂိုကိုဆင်အောင်ထင်းနဲ့ရင်ဆိုင်ခဲ့ရကရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့်နောက်ဆုံးပွဲမှာတော့လိုအပ်နေတဲ့နိုင်ရလည်းကိုရောက်နိုင်ခဲ့ပြီး၁၆အသင်းအဆင့်ကိုတက်လန်းရောက်ရှိသွားခဲ့ပြီလေဖြစ်ပါရင်အော်စတြေးလျပွဲစဉ်ဒီမှာတော့ Chelsea တိုက်စစ်ရဲ့စိတ်လုံရှားစရာတချို့ကိုမြင်တွေ့ခဲ့ရပါတယ် ဂျက်ဆင်နဲ့ဒီလန်တို့ကိုမာရက်စကာကအလှည့်ကျပွဲထုတ်သွားခဲ့တာတွေ့ရှိရပြီးဂျက်ဆင်ကတော့ professional မပေသားတဲ့အောက်တန်းစားစိတ်ဓာတ်မျိုးကိုပြသခဲ့ပေမဲ့ဒီလန်ကတော့သူ့ရဲ့အရေးသွေးကိုပြသနိုင်ဖို့အတွက်ပဲစိတ်ဝင်စားခဲ့ပါတယ်။တိုက်စစ်မှုတွေရဲ့အတွင်းကိုလည်းအခုလိုမေမြန်ဆန်ဆန်နဲ့မြင်တွေ့ရတာဟာခွေးနယ်ကစားမတွေရဲ့ခန်းကဏ္ဍနဲ့ပါဝင်ပါတယ်။အဓိကအားဖြင့်တော့အန်ဆိုဖြစ်ပါတယ်။မာရက်စကာဆိုရင်ဒီလန်ကိုတော့မှအန်ဆိုဘောလုံးရလာရင်မင်းခေါနာကိုပြေးတာပြီးဘာမှမစင်းစားနဲ့ဆိုပြီးတော့မှာချားထားတဲ့အထိပါပဲ။ ဟန်ဆိုကလည်းပိုပြီးရင်းကျလာတဲ့စိတ်နဲ့ပိုပြီးတည်ငြိမ်ကောင်းမွန်လာတဲ့ခြေစွမ်းနေနဲ့ချဲစီကွန်းလေးကိုအကောင်းဆုံးဥဆောင်ကတိုက်စစ်ပံ့ပိုးမှုတွေတောက်လျှောက်ပြုလုပ်နေပါတယ်။ BBC ရဲ့ဖော်ပြချက်အရဧပြီလအစပိုင်းကလေးကနေစပြီးတော့တွဲကြည့်လိုက်မယ်ဆိုရင်ဟန်ဆိုဖာရန်တက်ဟာပြိုင်ပွဲရဲ့မှာပရီးမီးယားလိဂ်ကစားသမားတွေအားလုံးကိုကျော်လွန်ပြီးဂိုးပေါင်ရင်ပတ်သက်မှုအများဆုံးသွားမှဖြင့်ရပ်တည်ထားနိုင်ခဲ့တယ်လို့ BBC သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒီကလာအတွင်းအန်ဆိုကသွင်းကိုလေးကိုဂိုးပောင်ရင်ပတ်သက်မှုခေါ်နေခြင်းဂိုးပောင်ရင်ပတ်သက်မှုအနေနဲ့ကြည့်မယ်ဆိုရင်စုစုပေါင်း၁၇ကြိမ်အထိရှိခဲ့ပါတယ် ဒါကွင်းလိုက်ကစားမတရားအတွက်မယုံနိုင်လောက်ဆရာကင်းကနဲတချို့ဖြစ်ပြီးသူကိုပေါ့ပေါဝင်ပတ်သက်မှုဘယ်လောက်ကောင်းလဲဆိုတာကျွန်တော်တို့အားလုံးမျက်မြင်ပေးဖြစ်ပါတယ်တွေ့တဲ့လာတဲ့အန်ဆိုအပေါ်ပရိသတ်များကရောဘယ်လိုများမြင်မိကြပါလဲပြောပြခဲ့ကြပါဦး